ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုမောင်ပဲအားလုံးပဲမင်္ဂလာပါဗျာအကိုရီမရအားလုံးပဲတန်းငယ်ကိုလွတ်ပြီးမှတော့နော်တပတ်စာမွေးကနန်းလေးလွှင့်ပြီးမှဖြစ်ပါတယ်တပတ်စာကိုရီမတွေတန်းငယ်ရှိလာယူတဲ့သူတအူးတယောက်မှကြံကုန်ပေါ့တယ်အခွေနော်အထူးအခွေတန်းငယ်ကြံခဲ့တဲ့ဘက်ကဆိုရင်ဗာပေးလိုက်ဆိုရင် တန်ငယ်384ကိုခွေပေးတယ်49ထွတ်တော့အောင်မြင်တဲ့သူတွေရှိပါတယ်ဒါပေမဲ့တော်တော်လေးပဲတန်ငယ်ကိုမဖို့လွှဲပေးတဲ့သူတယောက်ပဲရှိပါတယ်နော်တယောက်ကတန်ငယ်ကိုတတော်ဝဲမဖို့လွှဲပေးပါတယ်အိုင်ဒီယာဝယ်ရှိတယ်လူကြီး20ကျော်30တန်ငယ်ပို့ပေးတယ်ဒါပေမဲ့တန်ငယ်ကိုမဖို့လွှဲပေးတဲ့သူအိုက်တယောက်ရှိတယ်အိုက်တယောက်ကိုလည်းဒီနေရာနဲ့တန်ငယ်ကကျေးဇူးတင်ပါတယ်လို့နော်အဲ့ဒီလွှဲပေးတဲ့တယောက်ကိုလည်းတန်ငယ်ဒီနေရာနဲ့ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ် အခုလင့်ပေးတာတော့တော့ဘယ်သူမှလည်းတန်းငယ်ကိုတန်းငယ်တောင်းတော့ပေးရမှာမဟုတ်တာဗျာတော့ဘယ်သူမှလည်းမဖိုးလေးတောင်းပေးခြင်းနဲ့စိတ်ဆန္ဒမှမရှိဘဲနဲ့ဒါပေမဲ့တန်းငယ်ရဲ့ဘက်ကမေတ္တာတရားမပြတ်ဖဲနဲ့နော်ကိုရီမာရီပေါ်ကိုစေတနာထားတဲ့အနေနဲ့ပဲတန်းငယ်အခုနော်ဟိုလင့်ပေးမှာဖြစ်ပါတယ်စေတနာတန်းငယ်ကိုရီမာရီပေါ်ကိုထားတဲ့အနေနဲ့ကိုရီမာရီအားလုံးကို ။တန်ငယ်ကအခုတခါလေးပဲပြပေးမယ်။ဘသူတရားဖြစ်ပြကုန်ပြဖို့အရေးကြီးပါတယ်နော်။ပေးသည့်ဖြစ်စေကိုရီမာရီစေတနာကြီးပေးသည့်ဖြစ်စေမပေးသည့်ဖြစ်စေတန်ငယ်ကတော့ကိုရီမာရီကိုစေတနာတရားရှိမှထားပြီးတော့နော်။အားလုံးကိုအကောင်းမဆုံးဖြစ်အောင်အကောင်းဆုံးနဲ့အကောင်းမဆုံးဖြစ်အောင်ကုညီတော့ပါမယ်။အခုလည်းကုညီမယ်။နောက်လည်းကုညီမယ်။နောက်ပိုင်းနောက်ပိုင်းနေလည်းကိုရီမာရီအားလုံးကိုကုညီတော့မှာဖြစ်ပါတယ်။နော်။အားလုံးတို့ကျွန်တော်ကုမမြအားလုံးပဲ စိတ်ချပါခြင်းကိုကြီးကျမချင်းနဲ့ပြည့်စုံကြပါစေမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေလာရှိုးလေးကိုပြမယ်အရင်ဆုံးကျွန်တော်ရဲ့အကူမများပတ်သီးရင်ဆုံးပြပေးမယ်နော်ပတ်သီးရင်ဆုံးပြပေးမယ်ပတ်သီးသမားတွေပတ်သီးရင်ဆုံးပြပေးမယ်ပတ်သီးလေးကိုကျွန်တော်အကူမများအားလုံးပဲတယောက်တစ်ချက် like ကြည့်ပေးပါမ share ရသေးတဲ့အကူမများအားလုံးပဲတယောက်တစ်ချက် share ခြင်းဖြင့်ကိုကြီးပေးပါဦးနော်မ share ရသေးတဲ့အကူမများအားလုံးပဲတန်းငယ်ပြောချင်တာကတော့ရှေးဦးစား share ပေးပါအောင်เนาะ share ပေးပါအောင်အဲအခု live show ပြခင်တခါတည်းပြောမယ် ဗုဒ္ဓဘုရားတာပရိတောက်ကြဗုဒ္ဓဘုရားတာပရိတောက်ကြဗုဒ္ဓဘုရားတာပရိတောက်ကြ၃ရက်ထားကိုယူထားတာဖြစ်တယ်။နောက်ပြီးကောမတ်ထဲမှာသားငယ်ရေးမှားနေတယ်တနင်္လာနေ့ကျန်ခဲ့တဲ့အင်္ဂါနေ့ကျန်ခဲ့တဲ့တနင်္လာနေ့ဟာကျန်ခဲ့တဲ့ဘယ်နေ့ဟာကျန်ခဲ့လို့ပြောကြမှာဆိုလို့သားငယ်ယူထားတာဗုဒ္ဓဘုရားတာပရိတောက်ကြဗုဒ္ဓဘုရားတာပရိတောက်ကြဗုဒ္ဓဘုရားတာပရိတောက်ကြ၃ရက်စာတွေကိုယူထားတာဖြစ်ပါရဲ့နော်။အများမ်းမှန်တဲ့ပတိရဲ့အများမ်းကြာနေတဲ့အခွေနော်ဒီအခွေလေးရဆိုရင်15ချိန်မြောက်အခွေလေးပေါ့နော်။အောင်မြင်တဲ့အခွေလေးကိုပြပေးမှာဖြစ်ပါတယ်။ အားလုံးပဲလိုက်ကြည့်ပေးပါနောက်ထပ်တစ်ပတ်မှာဒီဥစ္စာကိုဟိုဟာ share တဲ့သူတရားမပြေဘူးဆိုရင် share သူတရားမပြေဘူးဆိုရင်တောင်းငယ်နောက်ဘက်ကိုပတ်သီးလဲတက်မပြေတော့ပါဘူးเนาะ share သူတရားမပြေဘူးဆိုရင် share တဲ့သူကเนาะအဲအလာပဲနော်ကိုကစလာပြီနော်3863ကြံခဲ့ပြီစစပါပြီနော်ဒီ3863 tàu nhá ch xin chào đồng lý hậu ba chín dù ba để cho đồ ai được tao mà bài về nó tàu nhá xí tàu nhá xí nó tàu nhá xí cho nó của mẹ tàu nhá xí chào đồng nó tàu nhá xí chào đồng ba mà đồ ai để tao mà bài sorry ba mẹ nó xe đu đi mà bây giờ cho nó của mẹ 38လား80လားเนาะ38လား80လားကျွန်တော်ချက်ပြန်ကြည့်လိုက်ပါဦးဗျာเนาะကျွန်တော်ရဲ့ဒီမီနူထဲမှာလည်း80ဆိုပြီးတွေ့ထားတယ်เนาะနော်ရှယ်သူ တရားပြည့်အောင်တော့ကျွန်တော်ကိုမောင်မြအားလုံးပဲတုံညာရှင်တုံညာရှင်တော့ချဲ့သူတရားမပြေဘူးဆိုရင်တန်းငယ်နောက်ဘက်ကိုအထူးအခွေလည်းတတ်မပြေတော့ပတိလည်းတတ်မပြေတော့နော်ချဲ့သူတရားပြည့်အောင်တော့တုံညာရှင်တော့တုံညာရှစ်ပါတုံညာရှစ်ပါနော်ချဲ့သူတရားမပြေရင်တော့တန်းငယ်အထူးအခွေလည်းတတ်မပြေတော့ပတိလည်းတတ်မပြေတော့ချဲ့တဲ့သူတရားပြည့်အောင်ရှင်းပေးတာဟုတ်ပြီနော်အကူဒီမတွေအားလုံးပဲလူကြီးတရားပြည့်အောင်ရှင်းပေးတရားပြည့်မှနောက်ဘက်ကိုအများကြီးနေတဲ့ပတိရောအထူးအခွေရောတတ်ဖို့ ဆယ်သူတရားမပြည့်ရင်တော့တောင်းကြတက်မပြီးတော့ဘူးနော်ဒါဆိုလိုက်ရှိုးလေးကိုတော့မယ်ပတ်သီးလေးရင်ဆုံးပြမယ်ပတ်သီးလေးကိုအရင်ဆုံးကြည့်ဟုတ်ပြီနော်ပတ်သီးလေးကိုကျွန်တော်ကိုကြီးမကြီးအားလုံးပဲအရင်ဆုံးကြည့်မရှယ်ရသေးတဲ့ကိုကြီးမကြီးအားလုံးပဲရှယ်တာရှယ်သူတရားပြည့်အောင်ရှယ်တရားမပြည့်ဘူးဆိုရင်တော့နောက်ဘက်ကိုတောင်းကြ မလကားနော်တန်းငယ်ပေးဒီကုန်းနဲ့လူတွေပင်မနဲ့တူးစေတနာတူးမြတ်တာပေါ့နော်တန်းငယ်လည်းကိုရီမားတွေကိုရားစေခြင်းလို့တက်ပြပေးရယ်ကိုရီမားတွေကလည်းကိုညီနိုင်တလို့မကူညီဘူးဆိုရင်တော့နောက်ဘက်ကိုတန်းငယ်လိုက်မပေးတက်မပေးတော့ဘူး share လို့ရတဲ့အကူမရအားလုံးပဲတူးတယောက်မှချန်အကုန် share ပေးတာ share လို့ရတဲ့အကူမရတူးတယောက်မှချန်အကုန် share ပေးတာဟုတ်ပြီနော်ခဲ့ဒါဆိုတရားရဂိုင်းတို့ပြအမဂန်ပတ်တိပို့ပြီနော်ပတ်တိလေးကိုတစ်ချက်ကြည့်မယ် ော်ဗိုတဖူးကြတာပြီးတောက်ကြဗိုတဖူးကြတာပြီးတောက်ကြဗိုတဖူးကြတာပြီးတောက်ကြယူထားတာ၃ရက်စာကိုယူထားရလို့ကိုရီးမားတွေပြောထားတယ်နော်40သည်၃ညအပိ48က၄ထိတ်68ကကျွန်တော်ကိုပါများရှစ်အပိနဲ့၃ည48သုံးလုံးပေါင်းခြင်းဖြစ်တယ်တဲ့ကျွန်တော်ကိုပေါင်းများ၃ည48သုံးလုံးပေါင်းခြင်းတဲ့၃ညနဲ့၄နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ၃ညရဲ့၄ရဲ့ပေါင်းတော့၄ပါတဲ့၃ညရဲ့၄ရဲ့ပေါင်းတော့၄၄နဲ့ရှင်းနေပေါင်းတော့ကျွန်တော်တို့ဘာရမလဲ ၄ရက်ရှိခဲ့ပေါ့နော်နှစ်နှစ်ရက်နှက်ခဲ့သည်ကျွန်တော်ကမှများ၄ပါနှစ်ရက်၃ရက်၄ရက်ပေါ့နော်၄၄နဲ့ရှင်းနေပေါ့နော်နှစ်နှစ်နှက်ခဲ့သည်၄၄ပတ်သည်သည်ကျွန်တော်ရဲ့ကိုယ်မလေးရန်လုံးပြေအာမခံပတ်သည်ပါဟုတ်ပြီနော်၄ပတ်သည်အာမခံပတ်သည်ကို64 49 64 84 80လေးဆိုပြီးတစ်ကြိမ်နှစ်ကြိမ်၃ကြိမ်၄ကြိမ်တိတိကျွန်တော်ရဲ့ကိုယ်မလေးထွက်ရှိလို့အောင်မြင်ခဲ့တယ်တက်ဆက်ပါမယ်64က 4ရက်ပိတ်ဒီနည်းမူတိုင်းပဲ84ကခွန်ထိတ်64ကကျွန်တော်တို့4ရက်ပိတ်နဲ့4ခွန်4သုံးလုံးပေါင်းခြင်းဖြစ်တယ် viewer တရမပြေဘူးဆိုရင်ကိုမမျောနော် viewer တရတော့ဖြစ်နော် share တဲ့သူတရမပြေဘူးဆိုရင်တန်းငယ်နောက်အပတ်ကိုကိုရီမားတွေအားလုံးကိုကိုရီမားတွေကိုတန်းငယ်ကနော်စေတနာနဲ့ free ကူညီတာသူများရဲ့ပတ်သီးဝယ်ရင်ဘယ်လောက်ပေးရတယ် မန်ဘာဝင်ပတ်တိတလုံးရဖို့ပတ်စံဘလောက်ပေးပြီးယူရတယ်ဆိုတာကိုရီမားတွေသိပါတယ်။ဒါပေမဲ့ဘသူ့မှာလည်းမန်ဘာမခေါ်အလကားပေးတယ်။ဒါပေမဲ့ကိုရီမားဘက်ကကုညီနိုင်နဲ့ရှယ်ချင်းဖြစ်အောင်မကူညီပေးဘူးဆိုရင်နောက်ဘက်ကိုတန်းငယ်ကိုရီမားတွေတခါလဲပြောလိုက်မယ်။ရှယ်လို့ရတဲ့ကိုရီမားတွေရှယ်ချင်းဖြစ်အောင်မကူညီတော့ဘူးဆိုရင်နောက်ဘက်ကိုတန်းငယ် free မပေးတော့ဘူး။ဘယ်ရအောင်မှတန်းငယ်လက်ကမပေးတော့ ကိုရီမားတွေကိုတန်းခဲ့ရကူညီတယ်။ကိုရီမားရဲ့ဘက်ကလည်းစေတနာကိုပြန်ပြီးတုံ့ပြန်တဲ့အနေနဲ့ရှယ်လို့ရတဲ့ကိုမားရတအူးတယောက်မကျင်အကုန်လုံးရှယ်ပေးတယ်လို့တန်းခဲ့တော့ထင်တယ်ဗျ။တအူးစေတနာတအူးမြေတာကိုရီမားတွေရှယ်ခိုင်းနေဆိုပါလေ။အများမြင်အများတွေ့အများပေါအောင်ရှယ်ခိုင်းတာ။ရှယ်ခြင်းဖြစ်တော့အလုံးပဲကူညီပေးထား။တန်းငယ်လိုက်ရှိုးပြီးလို့မနှက်ပြန်ကြရင်တက်ကြည့်လို့ရှယ်တဲ့သူတရတော်မဖြစ်ဘူးဆိုရင်တန်းငယ်နောက်ဘက်ကျရင်အခွေတွေရောပတ်သီးတွေရောဘာမှမပေးတော့ဘူးเนาะဒါတစ်ခါလေးပြပြပေးထားတာ share လုပ်ရတဲ့ကွေမှာ share ချင်းဖြစ်တော့ကိုကြီးတော့ view ရန်နေတယ်။နော်ပတ်သီး၄ပတ်သီးကို64 64 40, 40ကို84ဒီနည်းမူတိုင်းပဲ64က၄ပိတ်64က4ဘိတ်84က8ထိတ်64ကကျွန်တော်တို့4ဘိတ်နဲ့တဲ့4043လုံးပေါင်းခြင်းတဲ့4နဲ့9နဲ့ပေါင်းတော့1ပါတဲ့4ရဲ့9ရဲ့ပေါင်းတော့1 1နဲ့4နဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ ငားရတယ်တဲ့ငားရဲ့နက်ခတ်ဒီကျွန်တော်ကိုမမြသုံးပါသုံးပတ်သေးသေးကျွန်တော်ရဲ့ခွေးမဒီရန်တော့ပြီအာမခံပတ်သေးဖြစ်တယ်ဟုတ်ပြီနော်ကျွန်တော်ပြအမကံပတိ၃ပတိကို63ဆိုပြီးထွက်တယ်ကျွန်တော်တို့တနင်္လာနေ့ကလည်း63ဆိုပြီးတစ်ကြိမ်ထွက်သေးတယ်เนาะ63ဆိုပြီးတစ်ကြိမ်ထွက်ရှိလို့အောင်မြင်တယ်တစ်ကြိမ်နှစ်ကြိမ်တိတိထွက်ရှိလို့အောင်မြင်ခဲ့ပါတယ်အခုကျွန်တော်ရဲ့ကိုမကြီးလမ်းမဘွဲတော့ပတိပတ်ချင်တဲ့ကိုရီမကြီးအားလုံးပဲလမ်းမဘွဲတော့ပတိပတ်ချင်တဲ့ကိုမများ နော်ပတိပတ်ပါ49ကကိုပိတ်ဟုတ်ပြီနော်မင်္ဂလာညချမ်းပါကိုတောင်းငယ်တဲ့ကိုဆိုးမင်းအောင်ကိုဆိုးမင်းအောင်ရေမင်္ဂလာညချမ်းပါဗျအကိုရမရေအားလုံးလည်းမင်္ဂလာညချမ်းပါ49ကိုပိတ်63က6ထိတ်89ကကျွန်တော်တို့ကိုပိတ်နဲ့969ကျွန်တော်ကိုတော်များတုံးလုံးပေါင်းခြင်းဖြစ်တယ်969တုံးလုံးပေါင်းခြင်းနဲ့9နဲ့6နဲ့ပေါင်းတော့9ပါ ဟုတ်ပါတယ်အဲ့လားဒီမှာဟိုရွာကိုကြီးကျွန်တော်ဒီမှာဗုဒ္ဓဘူးတတာပရိတောက်ကြဗုဒ္ဓဘူးတတာပရိတောက်ကြဗုဒ္ဓဘူးတတာပရိတောက်ကြကိုယူထားတာเนาะတနင်္လာအင်္ဂါကိုထားခဲ့တာပါဗုဒ္ဓဘူးတတာပရိတောက်ကြဗုဒ္ဓဘူးတတာပရိတောက်ကြဗုဒ္ဓဘူးတတာပရိတောက်ကြသုံးရက်စာကိုပဲယူထားတာတနင်္လာနဲ့အင်္ဂါကိုထားခဲ့တာเนาะဒါအကိုဒီမှာတခါတည်းပြတ်ပြတ်ပေးထားတာเนาะ49ကိုကိုပိတ်63က6ထိတ်89ကကိုပိတ်နဲ့969သုံးလုံးပေါင်းခြင်းဖြစ်ပါတယ် viewer နေနေရနေတယ်ကိုဒီမတွေတယောက်တစ်ချက် share ထားပါတန်းငယ်ပြောရတဲ့အချိန်ပဲပြောရင်ပြောတဲ့အချိန်လုံးပါเนาะတခါလေးပြောပြသားကိုဒီမတွေအားလုံးကိုအကောင်းဆုံးဖြစ်စေခြင်းနဲ့ရစေခြင်းကိုကုညီတယ်ဘယ်ရာအောင်မှတန်းငယ် member မခေါ်ဘူးပတ်တိပတ်တိအခွေပရိတ်နေ့စဉ်နေ့တိုင်းမင်္ဂနာဘယ်ရာအောင်မှမမမခေါ်ဘူးစေတနာနဲ့ကုညီတယ်ကိုဒီမတွေဘက်ကလည်းစေတနာကိုသိမှတ်ပြုအနေနဲ့အများမြင်အများတွေ့အများပေါအောင်တယောက်တစ်ချက် share ပေးသွားပါနော်တခါလေးပြောလိုက်ပါတယ် 49ကိုပဲ63က6ထိပ်89က9ကပိနဲ့တဲ့669သုံးလုံးပေါင်းရင်ဖြစ်ပါတယ်9ရဲ့6ကပေါင်းတော့9ပါ9နဲ့9နဲ့ပေါင်းတော့ကျွန်တော်တို့ဗာရမလဲ9ရဲ့6ကပေါင်းတော့9 9နဲ့9နဲ့ပေါင်းတော့4ရတယ်တဲ့4ကိုနှက်ခတ်ခေါ်ခြင်းဒီနှစ်ပါနှစ်ဒီကျွန်တော်ရဲ့ဒီမှာလာမယ့်ဘက်ထက်တရားရခိုင်တော့ထွက်ဖို့ကြားတဲ့အားကောင်းဆုံး ပတ်သီးဖြစ်ပါတယ်။ဒါဆိုကျွန်တော်ရဲ့ကွယ်မားတွေနှစ်ပတ်သီးတရားရဂိုင်းတို့အားကောင်းပါတယ်။လမဲပွဲတက်ပတ်သီးပတ်ချင်တဲ့အကူမောင်များအားလုံးနှစ်ပတ်သီးအထူးအားကောင်းတဲ့ပတ်သီးပတ်ချင်တဲ့ကွယ်မားတွေနှစ်ပတ်သီးပါနော်။အားလုံးပဲ share ပေးတာဗျာ။အားလုံးပဲတယောက်တစ်ချက် share ပေးတာ။ဒါဆိုရင်အခွေပြောမယ်နော်။အခွေပြောမယ်မင်္ဂလာပါတဲ့ဥတင်တာမင်္ဂလာပါနော်ဥတင်ရေးမင်္ဂလာပါဗျာ။ အားလုံးသောမျိုးတွေအားလုံးပဲမင်္ဂလာပါ viewer တရားပြည့်အောင်တရားတစ်ချက် share တာတရားရှယ်တရားတက်တယ်နှစ်ယောက် share ရင်နှစ်ယောက်တက်တယ်တရားတစ်ချက်ပဲ share ပေးသွားเนาะ share လို့ရတဲ့အထဲမှာတရားတစ်ချက်ပဲ share ပေးသွားကဲဒါဆိုအမြဲတမ်းကြာနေတဲ့15ချိန်မြောက်အထူးအခွေလေးကိုပြပေးမယ်40သည်3ညအပိတ်တဲ့21က1အပိတ်ဟုတ်ပြီเนาะ3ညတစ်နှလုံးပေါင်းခြင်း3ညရဲ့တစ်ကေပေါင်းတော့ကျွန်တော်တို့တစ်ပါ เนาะ1ရဲ့ power ที่6တဲ့นี่ที่6လေးเนี่ยတွဲပြီးကြာမယ်အခွေကဒါအမြဲတမ်းတန်းငယ်ပြီးနေကြတိုင်းအခွေပဲเนาะ share ထားလေးတဲ့ကျေးဇူးပါကိုဆိုင်းခံမောင်ဆိုလားဆိုင်းခံမောင်ဆိုလားကျေးဇူးပါဗျဒီတစ်6လေးနဲ့တွဲပြီးကြမယ်အခွေ40ဒီကသူတို့နှလုံးပေါင်းခြင်း84ကကျွန်တော်ကောင်ပါဗျာ 84ကလေးရပိနဲ့လေးတုံညာလေးသုံးလုံးပေါင်းချင်းတဲ့လေးရတုံညာရပေါင်းတော့၄ပါ၄နဲ့၄နဲ့ပေါင်းတော့၈ပါမမှားတော့ဒီဥစ္စာလည်းဆွဲရမှာ sorry ပြလေးရတုံညာရပေါင်းတော့၄ပါလေးရလေးရပေါင်းတော့၈ပါ၈ရပါဝါတိ၃၁၆၈၃အခွေတိကျင်းတိကြမယ်အထု အခွေဖြစ်သည်တဲ့ဟုတ်ပြီနော်၁၆၈၃ခွေသည်ကျင်းသေးကြမဲ့အထူးအခွေတဲ့၁၆၈၃အခွေကိုတရှိဆိုပြီးတကြိမ်အပေါ်မှာ63တကြိမ်ကျန်သေးရနော်63တကြိမ်ကျန်သေးဟုတ်တယ်2363ကျန်ခဲ့ရဆိုဟုတ်ပါတယ်လို့နော်တန်းငယ်ယူထားတာကဘုဒ္ဓဘူးဇာတာပရိတောက်ကြဘုဒ္ဓဘူးဇာတာပရိတောက်ကြဘုဒ္ဓဘူးဇာတာပရိတောက်ကြနော်ဘုဒ္ဓဘူးလေးကနေတောက်ကြနေဒီဘယ်ယူထားတယ်တနင်္လာနေ့အင်္ဂါကိုခြံထားခဲ့တာနော်တနင်္လာနေ့နဲ့အင်္ဂါကိုခြံထားခဲ့တာပါနော်တော်ရေးလာရအောင်ဆိုတဲ့အကောက်ပိုင်းရှင်ရနော် 1683အခွေကိုတရှိဆိုပြီးတစ်ကြိမ်နော်1683သူကအပူပါနော်တပူးဆိုပြီးတစ်ကြိမ်63ဆိုပြီးတစ်ကြိမ်3ကြိမ်တိတိကျွန်တော်ရဲ့ခွေမကြီး1683အခွေမှာထွက်ရှိလို့အောင်မြင်ခဲ့တယ်ဆက်ပြီးတော့မယ်64က4ရက်ပိတ်ကိုယ်စလေးက၄ပိတ်၄၉က၉ပိတ်၄ကိုနှလုံးပေါင်းခြင်းနဲ့၄ရဲ့၉ရဲ့ပေါင်းတော့၃၃ကိုပါဝါခေါ်ခြင်းတိရှစ် ပုံးရှိသူနဲ့တွဲရပြီးကြမယ်အပေါ်နီးမူတိုင်းပဲအခွေက94ဒီသူတို့နှလုံးပေါင်းခြင်းဟုတ်ပြီနော်94ဒီသူတို့နှလုံးပေါင်းခြင်းတစ်ပူးကကျွန်တော်ကိုပါများတိအပိတ်94ကျွန်တော်ကိုပါများသုံးလုံးပေါင်းခြင်းဖြစ်ပါတယ်94နဲ့ပေါင်းတော့3 9ရဲ့4ရဲ့ပေါင်းတော့3ပါတဲ့3နဲ့1နဲ့ပေါင်းတော့ကျွန်တော်တို့ပါရမယ်3ရဲ့1ကပေါင်းတော့400 လေးရဲ့ပါဝါတိကို16364အခွေတည်တဲ့3649အခွေတည်ဂျင်းတည်ကြမဲ့အထူးအခွေဖြစ်ပါသည်တဲ့အလုံးမဲ့တယောက်ရှယ်လို့ရရင်တယောက်တစ်ချက်ရှယ်ပေးပါလိုင်းလမ်းမလေးဒီကိုနှိပ်ပါရှယ်လို့ရတဲ့ဂွေမလေးတယောက်တစ်ချက်ရှယ်ပေးတော့ပါ3649အခွေတည်ဂျင်းတည်ကြမဲ့အထူးအခွေဖြစ်ပါသည်တဲ့3649အခွေကိုတန်းငယ်ရေဘာကြလဲဆိုရင်ဟာဒီမှာ49ဆိုပြီးကျွန်တော်ရဲ့ဂွေမကြီး40 ကိုးဆိုပြီးထွက်ရှိလို့အောင်မြင်ခဲ့တယ်တဲ့ဒါဆိုလာမယ့်ပွဲအတွက်အခွေကစားခြင်းနဲ့ခွေမာတွေအပူပါကစားနော်အပူပါကစားအခွေကစားခြင်းနဲ့ကိုမောင်များအပူပါကစားဟုတ်ပြီနော်အခွေကစားခြင်းနဲ့ကိုမောင်များလုံညာရှိကရှိအပိတ်49ကကိုကပဲ69နှလုံးပေါင်းခြင်းတဲ့69နှလုံးပေါင်းခြင်း10ကိုရပေါ့နော်ကျွန်တော်တို့ခွန်တဲ့ခွန်ရဲ့ပါဝါတီနှစ်တဲ့ခွန်နှစ်တဲ့ ဲ့ဒီခွန်းနဲ့လေးကိုဒီနီးမှုတိုင်းတွဲပြီးကြမယ်ခဏဟုတ်ပြီနော်49ဒီသူတို့နှလုံးပေါင်းခြင်းအပေါ်နီးမှုတိုင်းပဲနော်49ကသူနှလုံးပေါင်းခြင်းတစ်ခွန်းဒီကခွန်းအပိနဲ့49ခွန်းသုံးလုံးပေါင်းခြင်းဖြစ်တယ်တဲ့၄နဲ့၉နဲ့ပေါင်းတော့ကျွန်တော်ရဲ့အကူမပါဗျာ၄ရဲ့၉ရဲ့ပေါင်းတော့၃၃ရဲ့ခွန်ရဲ့ပေါင်းတော့ကျွန်တော်တို့ဘာရမလဲ၃ရဲ့ခွန်ရဲ့ပေါင်းတော့ ၃ညရတယ်၃ညရပါဝါသေးငါခေါနှစ်၃ညငါအခွေတီကျွန်တော်ရဲ့ကိုမကြီးလမ်းမပွဲမှာကျင်းတီကြမဲ့အခွေဖြစ်တယ် viewer share တဲ့သူ100ပြည့်အောင် share ပေးတာเนาะတောင်းငယ်ဝင်ကြည့်မယ်100ပြည့်တယ်ဆိုမှလမ်းမပွဲကိုတောင်းငယ်အခွေတို့ပတိတို့ထုတ်ပေးမယ်ဟုတ်ပြီเนาะအခွေတို့ပတိတို့ထုတ်ပေးမယ်လမ်းမပွဲတို့အထူးအခွေကစားခြင်းနဲ့ကိုမကြီးခေါနှစ်၃ညငါအခွေက အထူးအခွေပတိသည်နှစ်ပတိဖြစ်ပါတယ် ဲ့အားလုံးတော့အကိုရီမရဲ့အားလုံးတဦးတယောက်မှချမ်းမင်္ဂလာညချမ်းပါဒီနေ့ကတော့တန်းငယ်25ရက်2025ဒီနေ့ဒိတ်ကလေးကိုယူထားတယ်ဒီတပတ်အတွက်တပတ်စာကတ်နော်တရားရခိုင်နှုန်းအပြည့်အာမခံပတိကနှစ်ပတိဖြစ်ပါတယ်အမာပရိတ်က၃ပရိတ်ပရိတ်လိုက်တဲ့ကိုရီမတွေပရိတ်ဟိုဘက်မှာတော့မပြလိုက်ဘူးပရိတ်လှုပ်ချင်တဲ့ကိုရီမတွေ၃ပရိတ်ကစားအခွေအထူးအခွေအပူပါကခွန်နှစ် เนาะခွန်နှစ်ငါးတုံညာဒီလိုပဲเนาะခွန်နှစ်ငါးတုံညာအခွေ အပူပါကစားဟုတ်ပြီเนาะကျေးဇူးတင်ပါတယ်ခွန်နှစ်ငါးတုံညာအခွေအပူပါကစားเนาะတေအထူအာမခံဒီဝဲအထူအာမခံကျွန်တော်ကမာဒီမွေးကနန်းဒီဘွဲတန်းကြီးအကောင်းဆုံးစူးစမ်းထားတယ်ဗျာเนาะကြောက်ကြစီရမယ်ကြောက်ကြစီရမယ်ဟုတ်ပြီနော်အထူးအမခံမွေးကနန်း၄ခွ ုတ်ပြီเนาะအတူအမခံမွေးကနန်း၄ခုပေါ့လိုချင်တဲ့ကိုယ်မတွေတားငယ်ကြီးတားငယ်လေးကိုယုံကြည်တယ်ကွာဒီဘက်တားငယ်လေးမျက်ချင်တယ်တားငယ်လေးနဲ့ပါဝင်ပူပေါင်းပြီးတော့ဒီဘက်မှာတားငယ်လေးနဲ့တူတူအောင်ပွဲခံပြီးအမျက်တွေကိုလိုချင်တယ်တားငယ်လေးကြီးဆိုရင်တားငယ်အမခံပြီးတော့အမွေးကနန်း၄ခုကိုကျင်းတည်ထွက်စီရမယ်ဟုတ်ပြီเนาะကိုမမချင်းကြီးထွက်စီရမယ်။တန်းငယ်လေးနဲ့လက်တွဲချင်တယ်ဆိုမှလာယူနော်။တန်းငယ်ကစေတနာနဲ့ပဲကူညီတာ ဘသူ့အမနမမမခေါ်ဘူးဟုတ်ပြီနော်ဘသူ့အမမမမခေါ်ဘူးနော်တန်းငယ်မှာစင်ရဲချမ်းသာအမျက်မြွေဘသူ့အမမမမခေါ်ဘူးတန်းငယ်စေတနာနဲ့ပဲကူညီတာတန်းငယ်လေးကိုလက်တွဲပြီးတန်းငယ်လေးကိုယုံကြည်တယ်ဆိုတဲ့အကိုတွေမှဒီအလုံးတန်းငယ်မွေးကနန်းပေးမယ်ဒီပွဲကိုမွေးကနန်းပေးမယ်လိုချင်တဲ့ကိုရီမော်ရီဟဲ့ဒီဖုန်းနံပါတ်669 946 569ကိုမွေးလို့ဟာ ဘိုင်ဘာကလည်းဟိုင်းလို့ရတယ်မက်ဆေ့ကလည်းဟိုင်းလို့ရတယ်ဟုတ်ပြီနော်တားငယ်ဘလို့ကူညီရလဲဆိုရင်စေတနာဖြင့်ကူညီတာဟုတ်ပြီနော်ကိုမများစေတနာဖြင့်ကူညီတာမွေးလို့ဟိုင်းနော်မက်ဆေ့မက်ဆေ့ကလည်းဟိုင်းလို့ရပြီဘိုင်ဘာကလည်းဟိုင်းလို့ရတယ် ဟုတ်ပြီနော်မက်ဆေးကလည်းဟိုင်းလို့ရတယ်ဗိုက်ပါကလည်းဟိုင်းလို့ရတယ်တန်းငယ်လေးကိုယုံကြည်တယ်တန်းငယ်လေးနဲ့ပဲလက်တွဲကျင်တယ်ဒီဘက်မှာအမျက်တွေလိုးကျင်တဲ့တန်းငယ်လေးရေဆိုရဲအကူမများတန်းငယ်ကိုယုံကြည်တယ်တန်းငယ်တန်းငယ်ကိုအားကိုးတယ်ဆိုတဲ့ကိုဒီမလေးအမျက်လိုးကျင်တဲ့ကြံကျင်တဲ့ဆိုတဲ့အကူမများရဲရဲတာကစားချိန်တွေထွက်အောင်တန်းငယ်အာမခံမှုနဲ့ပြီးမယ်အကောင်းဆုံးနဲ့ရှာပြီးမယ်ဟုတ်ပြီနော်မွေးကနေ လေးကွက်လိုချင်တဲ့ဂွေမာတွေ66နဲ့946 865ကိုဝေးလိုဟိုင်းပါအခုညတဲ့ကဟိုင်းအခုညတော့မဟုတ်မနှက်ပြန်ပို့ပေးမယ်ဒီညတော့မဟုတ်မနှက်ပြန်ပို့ပေးမယ်ဒီညတော့မဟုတ်မနှက်ပြန်ပို့ပေးမယ်66နဲ့946 865ကိုအားလုံးနဲ့မွေးလိုဟိုင်းထားပါဟုတ်ပြီနော်အားလုံးပဲမွေးလိုဟိုင်းထားပါမဆေးရောက်ပဲဟိုင်းဟိုင်းဘိုက်ပါကပဲဟိုင်းဟိုင်း မဆီရပဲဟိုင်ဟိုင်ဘိုက်ကာကပဲဟိုင်ဟိုင်စင်ပြေတဲ့ရှိကဟိုင်မှာရုံးကြည့်အားကိုတဲ့သူမှန်တယ်မြအားလုံးအားလုံးပေါက်စေရမယ်ဟုတ်ပြီနော်ကဲအားလုံးပဲကျွန်တော်ရဲ့ကိုယ်ပိုင်းအားလုံးပဲဒီလောက်ပါပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလုံရင်စန္ဒကြီးလည်းလုံးလဝပြည့်ဝကြပါစေလို့တန်ငယ်ကဆူတောင်းပေးရင် live show လေးကိုတော့ပဲရှင်းအားကိုပြုပါကျွန်တော်ကိုပါမြအားလုံးပဲပြမိုက်ပါနော်ခံကောင်းကြပါစေဗျာ